290ဘွဲရလှုပ်လက်မဲ့လူငယ်တယောက်ရဲ့ခန္ဓာကိုယ်ပေါ်လောင်ကျွမ်းခဲ့တဲ့မိတစဟာအာရက်ကပါကိုကူးဆက်လို့အာရက်ຫນွေဦးဟာနိုးထားခဲ့ငါငေးမောခဲ့ငါတို့ဘဝငါတို့ကပါရောက်ရက်ခတ်မောပန်းစဉ်ငါဟာအနာဂတ်ကို အမိုက်ပုံထဲမှာတူးဆွရှာဖွေနေတဲ့တရောင်းစားငါဟာ အမြန်ယထာကြီးဘောကလွင်ကြလာတဲ့ရေတံဘူးခုန်တွေလိုက်ကောက်နေရတဲ့ကလေးငယ်ငါဟာဒုက္ခတဲ့စခန်းထဲကခြေတစ်ဖက်ပြတ်တိုင်ရင်သာငါဟာဒဏ်ရာရနေတဲ့စေယုံငါဟာထမိန်တခိုးငါဟာရောင်60ပညာရက်ငါဟာလောက်တဖွာဖွာကြနေတဲ့အကျင့်ပြတ်ဝင်တဲ့တယောက်ရဲ့ခန္ဓာကိုယ်ဘောကလောက်တကောင်ငါဟာ ကလေးစစ်သားငါဟာအယက်သမားဟေးမိုရာမက်ပိုရာစီစီဖီပိုလီကြာဆုံးငန်းကိုမြင်သွားခဲ့ရလားဟေးပရိုတက်စတာတို့ဟော့စရီကို တိမ့်ပိုက်နိုင်ခဲ့ကြရလားဖျားဖျားကြောထောက်နောက်ခံ အပြေအဝနဲ့ဟူစနီမူဘာရက်ပါလားဖျားဖျားကဘာပေါ်မှာစိတ်ကြယောဂတဲ့တန်းတရာကြော်ဆိုပါလား တရားဘူးထွက်ယုံနဲ့တရားထူးမရခဲ့ကြသူတွေလို ရေကောက်ရွေးကောက်ပွဲတွေနဲ့လွတ်တော်အဆောက်အုံတွေကြာမျက်စိလည်းလမ်းမခဲ့ကြပါလိုက်နာရန်သာတာဝန်ရှိပြီးငင်းခုံမှုမဖြစ်နိုင်တော့တဲ့ဥပဒေတရက်ကိုလက်မှတ်ထိုးခဲ့ကြပါမယုတ်ကောင်းရည်တွေနဲ့ပပြန်းခံရတဲ့မျက်ရည်ရောဘုံတွေကြာကထွက်ပြေးခဲ့ရတဲ့ចောင်းသားလေးတစ်ယောက်ရဲ့ ကျွတ်ကြံရစ်ခဲ့တဲ့ဖနက်တစ်ဖက်လိုငါဟာမျက်စိတငယ်နားတငယ်အရက်ဖြူဆိုင်တွေကကြက်ချေတော်ရိုးတစ်ချောင်းလမ်းပေါ်ကျလာသလိုမျောလင်းချက်တစ်ခုငါရှည်ကျလာတော့ခွေးဝဲသားတစ်ကောင်လိုငါဝမ်းတာခဲ့မိပေါ့ရေရတယ်ဘာလို့ရေရလဲဆိုတော့စက်ပြက်နေတဲ့အီရန်ငါးထန်းသင်္ဘောကိုအမေရိကန်ရေတပ်ကပြင်ပေးလိုက်ရခြင်းဆိုလို့ ရေရတယ်ငါပေါင်ဘုံကိုလူယူသွားကြသူတွေစီကငါပြန်တောင်းစားနေရအသားရောမွေးမြူရေးချက်လို့ငါဖွင့်ဖြိုးတိုးတက်နေရပြစ်ရှာမဲ့ဝရဇိန်ငယ်ဗရိမာပြင်းလုံးထင်လေးဆိုတဲ့ဥပုံညာရဲ့ကြားလင်းတိထက်ငါအမတ်ရမိပေါ့ငါလမ်းကျိုလမ်းညားတွေလဲရှောက်သွားတယ်တရင်တွေရှောက်ဖက်တယ်ဘန်ကောက်ဟာ လက်ပစ်ကူးနေတယ်ဒမတ်စကတ်ဟာပြားချက်နေတယ်ပြုံရဲဟာယူသွတ်နေတယ်ဝါရှင်တန်ကရန်ကုန်ကိုနားဆွနေတယ်ရန်ကုန်ဟာနောက်ပြန်မလဲတော့ဘူးလို့နောက်ပြန်လက်ကြည့်ပြီးပြောရဲ့ကျေငါဝင်းဟိုတယ်ကြီးတွေကပေါစရော့တေးကွန်နေကြမှာအနမ်းတွေပြန်တန်းနေကြရဲ့ကွန်တိန်နာကြီးတွေနဲ့အပြည့်ဂရီကဝစ်တွေရောင်းဝယ်ဖောက်ကားကြရဲ့ ဟူမဏိမိခလာတန်တရပင်လေပြမငါခြေကုန်လက်ပန်းကြနေပါပြီ။မွေဝေးတကောင်လုံးမိခင်ပိုက်ကို ဖောက်ထွက်မွေးဖွာခဲ့တဲ့ပြည်ရင်းစစ်ငါ့ကိုအစိတ်တက်လို့ဥပရိရဲ့အထက်မှာဘသူမှမရှိတဲ့ဟုတ်ကဲ့ဥပရိရဲ့အောက်မှာလည်းဘသူမှမရှိခဲ့တဲ့နှစ်တွေပေါ့။ဩငါတို့ဗမာပြည်ဝဲမိဘတိုင်းငါကွယ်တတိရှိရမယ်။ ဘလို့သတိရှိရမလဲဆိုတော့သတိရှိရမယ်လူငယ်တယောက်ကိုအညွန်တုံးစေနိုင်သောအရာများထိုများစွာထဲမှမူရစ်စေဝါ HIV နဲ့အတုအယောင်ဒီမိုကရေစီဤတွင်250ကပြူဗေဒနေထိတံကြည်စော်အေးဟုတ်ကဲ့ဒါဆရာကြည်စော်ရဲ့ဒီတော်လန်ကပြားလေးပေါ့နော်အခုကျွန်တော်တို့ရင်ဆိုင်နေရတဲ့ ခက်ခဲနဲ့လက်ရှိဖြစ်ပျက်နေတဲ့အနေအထားနဲ့လည်းကျွန်တော်တိုက်ဆိုင်နေဆိုပြီးတော့ခန်းစားလို့ဒီကြပြားလေးကိုရုပ်ဖက်ပြီးတော့အားဖြည့်ပြရပါအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ